ချန်ပီယံလိညမှာတောက်ပနေကြတဲ့တရင်းတက်သားဟောင်းများအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောကျော်အနေပြန်လဲကြိုကြိုလိုက်ပါရီမန်ချက်စတာယူနိုက်တက်ကချန်ပီယံလိပွဲတွေမကစားရပေမဲ့လေယူနိုက်တက်ကစားမဟောင်းဤကတော့ဥရောပမှာတောက်ပနေကြပါရီယူနိုက်တက်ကနေပြရူဝင်အမရင်လက်ထက်မှာဘွန်စကွတ်ဝင်ကစားမတချို့ကိုတက်မှတ်လိုက်ပြီးတော့အသင်းကနေဖိထုတ်လိုက်ပါရီအဲဒီကတချို့ကတော့အသင်းတင်းတဲ့အတူချန်ပီယံလိကစားခွင့်ရတဲ့ချီကိုကန်ကောင်းနေကြပါရီဒီကစားမတွေကလည်းအခွင့်အရေးကိုကောင်းကောင်းအသုံးချလို့သူတို့ရဲ့အောင်မြင်မှုကိုချန်ပီယံလိမှာတက်တည်ပြရင်းနဲ့ရှာဖွေခဲ့ကြတာပါ ယူနိုက်တက်ကစားမရည်တဲ့ပရိသတ်တွေအတော်လေးတန်ရောစဉ်ရှိတာကတော့အကယ်ဒမီထွက်လေးမာကာရဖိုဖြစ်ပါတယ်ရဖိုကအမော်ရင်ရဲ့စွန့်ပယ်ခြင်းကို ပြီးခဲ့တဲ့ရာသီကလေးကခံခဲ့ရပြီးတော့အက်စတန်ဗီလာကိုအငှားထွက်ကစားခဲ့ရပါသေးတယ်ရဖိုကဒီနေ့ရာသီမှာတော့သူ့ရဲ့အိမ်မက်အသင်းဘာစီလိုနာစီကိုတရားစီအငှားနဲ့ပြောင်းရွှေ့ခွင့်ရရှိခဲ့ပြီးဒီမှာခြေစွမ်းပြနေခဲ့ပါတယ်ဘာစီလိုနာရဲ့ပထမဦးစားပေးနီကိုဝီလီယန်ဆိုတာကဘသူတုံးလို့ဖြစ်သွားတဲ့အထိကက်တလန်မီမှာရဖိုပြန်လဲတောက်ပါလာခဲ့ပါတယ် ဟန်စီဖလစ်ကလည်းရက်ဖို့ကိုပြင်ပြောင်းလဲပေးမယ်ဆိုပြီးခေါ်ယူခဲ့တာဖြစ်တာကြောင့်အနာနယ်ဆေးတွေ့သွားတဲ့ရက်ဖို့ကအင်္ဂလန်လူရင်းစဉ်ပြန်ဖြစ်လာတဲ့အထိတိုးတက်ခဲ့ပါတယ်။ရက်ဖို့နဲ့ဘာစီလိုနာကဒီဘက်ချန်ပီယံလိမှာ PSG ကို2-1နဲ့ရှုံးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲမှာရက်ဖို့ကတော့ကောင်းကောင်းကစားနိုင်ခဲ့ပြီးတော့ Foreign Torres ရဲ့ဦးဆောင်ဂိုးတောင်မှဖန်တီးပေးခဲ့ပါတယ်။ဒါကရက်ဖို့အတွက်တရားစီချန်ပီယံလိနှစ်ပွဲကစားထားရမှာသင်ကို2ဂိုးနဲ့ဖန်တီးမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ရက်ဖို့ကနောက်ဆုံးကစားခဲ့တဲ့၈ပွဲမှာကိုပေါင်ပတ်သက်မှု9ချိန်ထိပြုလုပ်ထားတာကြောင့် ဘာစီလိုနာမှာအကောင်းဆုံးခြေစွမ်းပြနေတဲ့ကစားသမားတစ်ယောက်ဖြစ်နေပါပြီ။ Rafa လိုပဲခြေစွမ်းပြနေတဲ့နောက်ထပ်ကစားသမားတစ်ယောက်ကတော့ Ramon Wylan ဖြစ်ပါပြီ။ Wylan က United ရေမြေနဲ့မတည်ပဲအသင်းမှာတော့အသွင်ကိုတကိုရရှိဖို့တောင်းမှမနေရုံကန်နေခဲ့ရတာပါ။အဲဒါကြောင့်လည်း Emery ကနေရာဒီမှာ Wylan နဲ့လမ်းခွဲဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်ပါပြီ။ဝိုင်လန်က United မှာပဲစက်ကစားရေးနဲ့သူ့ရဲ့နေရာအတွက်တိုက်ပွဲဝင်ခြင်းပေမဲ့နောက်ဆုံးမှာတော့နာပိုလီကိုပြောင်းရွှေ့ဖို့သဘောတူလိုက်ပါတယ်။ဒီတော့ဝိုင်လန်က United ကစားမဟောင်းစကော့မက်ဒိုမီနီ၊မန်စီးတီးကွင်းလယ်ဘိုဂျိုဟောင်း၊ကီဗင်ဒီဘရိုင်းတို့နဲ့အတူတွေ့ဖက်ကစားခွင့်ရရှိလာခဲ့ပါတယ်။ နာပိုလီကဝိုင်လန်ထွက်အသင့်တော်ဆုံးရည်မီဖြစ်ခဲ့ပါတယ်။နာပိုလီနဲ့ပွဲဥတ္တမှာကလေးကတင်ကိုတကိုရရှိခဲ့တဲ့ဝိုင်လန်ကဒီဘက်ကစားခဲ့တဲ့စပိုတင်ရဲ့ချန်ပီယံလိပွဲစဉ်မှာလည်းနောက်ထပ်နှစ်ကိုသွင်းယူပြီးတော့သူဟာဂိုးသိနိုင်တဲ့ကစားမတစ်ယောက်ဖြစ်ကြောင်းသက်တည်ပြနိုင်ခဲ့ပါတယ်။ဝိုင်လန်ကဒီဘရိုင်းရှိနေလို့ဂိုးတွေသွင်းနေတာဆိုပြီးတော့ထောက်ပြလို့ရပါတယ်။တကယ်လဲဝိုင်လန်ရဲ့အသင်းကိုကဒီဘရိုင်းဖန်တီးပေးနေတာဖြစ်ပါတယ်။ဒါကိုကဝိုင်လန်ရဲ့အည်သွေးကိုတိုးတက်လာစေပြီးတော့ဒိမတ်အသင်းအတွက်လည်းအသင်းကိုရရှိထားတဲ့အတွက်ဝိုင်လန်ပြန်လာနိုင်ပြီဆိုတာသိကြနေပါတယ်။ ညတကနေနေရာစီတုန်းကထွက်ခွာသွားတဲ့နောက်ထပ်ကမီတွက်လေးအလက်ဂျန်ဒိုကာနာချိုကလည်းချက်စီနဲ့တူချမ်ပီယံလိမှာပွဲတွက်ကစားခွင့်ရရှိနေခဲ့ပါတယ်ကနာချိုကယူနိုက်တက်ပရိသတ်တွေနဲ့တော့ဒီဆောင်စီးနဲ့အမျက်ချေဖြစ်နေတာပါပြီးခဲ့တဲ့တစ်ပတ်ကျော်လုံးကကနာချိုတို့အိုးထက်ဖို့ကိုလာရောက်ကစားတဲ့အခါမှာပရိသတ်လောင်ပြောင်းခြင်းကိုခံခဲ့ရတဲ့ကနာချိုကဆိုရှယ်မီဒီယာမှာလည်းအမုန်းစကားတွေလက်ခံရရှိတာများပြားနေတဲ့အတွက်ကွန်မန့်ပေးရတဲ့အထိအခြေအနေဆိုးွားခဲ့ပါတယ်ကနာချိုကချယ်ဆီနဲ့ပွဲဥတွက်ပွဲစဉ်တွေမှာအသင်းနဲ့အသားမကျသေးတာတောင်မှအသင်းအတွက်ဖန်တီးမှုတွေပြုလုပ်ပေးနေရင်လည်းကာရင်တန်အတွက်ဒီမခေချောင်းသက်တည်ပြနေသူပါ ဒီဘက်ကစားကလေးဗင်ဖီကာနယ်ပွဲစဉ်မှာလည်းကနာချိုကသူ့ရဲ့ရည်သွေးကိုအကောင်ဆုံးထုတ်ပြရင်းပြိုင်ဘက်ကိုဖိအားပေးကာအနိုင်ကိုဖြစ်လာစေမယ့်အုံကိုရရှိခဲ့တာဖြစ်ပါရယ်ကနာချိုကပွဲပြီးမှလည်းမန်ချက်စတာယူနိုက်တက်အကြောင်းကိုပြောသွားခဲ့ပါသေးတယ်ကနာချိုကသူ့အနေနဲ့မန်ချက်စတာယူနိုက်တက်မကောင်းကြောင်းကိုပြောနေမှာမဟုတ်ဘဲနဲ့သူ့ရဲ့ကစားမဘွားတွေကအဆင်မပြေခဲ့တဲ့အခိုက်အတန့်တချို့လိုပဲမှတ်ယူထားကြောင်းပြောပြသွားခဲ့ပါရယ်တပတ်တပွဲပဲကစားရတာမို့လို့တပတ်လုံးအနားရနေတဲ့မန်ချက်စတာယူနိုက်တက်ကတော့ဒီဘက်မှာတန်းတက်အသင်းစန်ဒါလန်နဲ့ရှင်မန်ကစားသွားမှာဖြစ်ပါရယ်ကြည့်ရှုပေးကြအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ